operation management ကိုဘာကြောင့်လုပ်ရသလဲဆိုတဲ့ဟာလေးကိုနည်းနည်းထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် efficiency ကိုကောင်းကောင်းလေးနိုင်နိုင်နင်းနင်းလေး ခြင်နိုင်ဖို့ဆိုတဲ့အတွက်ပါ efficiency ကိုကောင်းကောင်းလေးခြင်နိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ operation ကြီးကမြန်ဆန်တွက်လက်လာပြီးတော့အလေလွင့်တွေအ ਨੇ ဆုံးဖြစ်လာတယ်ဆိုလို့ရှိရင် ကိုထုတ်လုပ်ရောင်းချနေတဲ့ပစ္စည်းတွေမှာကျမတို့အလေလွင့်တွေမပါတော့ဘူးမြန်မြန်လေးလေးရမယ်ဆိုရင်ဒီခက်နဲ့ကန့်ညီတဲ့ပုံစံလေးဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့ဒီခက်ကဘာလေးပဲဖြစ်ဖြစ်ဟိုမြန်မြန်လေးရမှဆိုတော့အခြေအနေမျိုးဖြစ်နေတဲ့အခါကျတော့လေ customer တွေရဲ့အကြိုက်ပေါ့လေနော်။ပြီးတဲ့အခါကျတော့မြန်တယ် ဆိုပြီးတော့လည်းပဲပြီးစလွန်ထွက်လာမှာတော့မဟုတ်ဘူးတေးသေးချာချာစနစ်တကျလေးနဲ့လုံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ quality ကောင်းကောင်းလေးနဲ့ထွက်လာပါလိမ့်မယ် quality ကောင်းကောင်းလေးနဲ့ထွက်လာတဲ့အပြင်ကိုကအလေအလွင့်တွေ waste တွေကိုနည်းအောင်လုံထားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုရင်ကုန်ကျစရိတ်ကလည်းတက်တာကုန်ကျစရိတ်တက်တာမယ်ဆိုလို့ရှိရင် customer တွေကိုကျမတို့ကဟိုဈေးနှုန်းကို charge လုပ်တဲ့အခါမှာသူများထက်တက်တာတဲ့ဈေးနှုန်းနဲ့ charge လုပ်နိုင်ပါလိမ့်မယ်အဲ့ဒီတော့ပစ္စည်းက ဟို quality ကလည်းကောင်းကောင်းလေးရမယ်။ဇယိတ်ကလည်းတက်တာတယ်။မြန်မြန်လေးလေးပဲရမယ်ဆိုတဲ့အခါကျတော့မဖြစ်လေဆိုလို့ရှိရင် customer တွေစိတ်ကြည်နှံ့မှုရပြီးတော့ customer တွေကိုယ့်စီကိုမြန်မြန်လာဝယ်တော့မှာပေါ့။ဆိုတော့ ဒီပုံစံနဲ့တင်ကျမတို့သူများကိုကောင်းကောင်းလေးရှင်းပြနေနိုင်ပါပြီ။အဲ့တော့ဒီတန်းမှာထပ်ပြီးတော့တခုထပ်ပြီးတော့တိုးလိုက်ရမှာဗာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ operation တွေမြန်မြန်လုပ်နိုင်တဲ့အခါကျတော့ကျမတို့ဒီပုံမှန်လေးပေါ့နော်ဒီ efficiency တွေအရန်တက်လာပြီးတော့မြန်မြန်လေးလုပ်လာနိုင်တဲ့အခါကျရင်နောက်တစ်ဆင့်ကိုယ်ကထပ်စဉ်းစားမှာက innovation ဘယ်လိုလုပ်မလဲ။ innovation ဆိုတာဟာသူများတကာထက်နည်းနည်းလေးတာလွန်တဲ့အသစ်အဆန်းတစ်ခုခုပေါ့ ဟိုထွက်လာတဲ့ပစ္စည်းဟာသူများထက်ဟိုတာလွန်တဲ့အရာတစ်ခုခုဟိုစမ်းသစ်နေတဲ့အရာတစ်ခုရှိမှ innovation လို့ပြောတာမဟုတ်ပါဘူး။တနည်းတစ်ပုံနဲ့သူများမတုံးတဲ့နီးစနစ်ကိုတုံးလိုက်နိုင်တာမျိုးတို့သူများမလုပ်သေးတဲ့ပုံစံကိုကိုကလုပ်နိုင်တာတို့သူများရဲ့ထုတ်ပေးမှုပုံစံတိုင်းမဟုတ်ဘဲနဲ့တခြားပုံစံနဲ့ထုတ်ပေးနိုင်တာမျိုးတို့ အဲ့လိုမျိုးဆိုလို့ရှိရင်လေဒါဟာ innovation ပါပဲတီထွင်စမ်းသစ်မှုတစ်ခုခုပေါ့သို့တော်ပစ္စည်းမှာအဲဒီစမ်းသစ်တာလေးပါသွားရင်တော့လေ သူများမြင်ရတာပေါ့ကို့အတွင်းထဲမှာကို့ဘတာကိုသူလုပ်နေတဲ့ process တွေလုပ်နေတဲ့ operation တွေကိုဒီတွင်စမ်းသစ်နိုင်နေဆိုလို့ရှိရင်တော့သူများမမြင်ရအောင်ဒါပေမဲ့ကို့ရဲ့လုပ်ငန်းရဲ့အတွင်းပိုင်း internal operation တွေပို့ပြီးတော့ efficiency ရှိလာတာပေါ့အဲ့ကကြာရင်လည်းပဲ innovation အဲဒီတွင်စမ်းသစ်မှုအသစ်တစ်ခုခုတွေ့လို့ operation ပိုင်းကမြန်လာတယ်ဆိုလို့ရှိရင်လည်းပဲ productivity တိုးလာတာပဲပေါ့အဲ့တော့တစ်ဖက်က productivity တိုးပြီးတော့အရေးအတွက်များများလေးနဲ့အလေလွင့်အနည်းဆုံးလေးနဲ့ထုတ်လာနိုင်တယ်တစ်ဖက်ကလည်း ူများထက်နည်းနည်းလေးထူးခြားတဲ့နည်းစနစ်တွေနဲ့လှုပ်လာနိုင်တဲ့အခါကျတော့ innovation ဖြစ်လာတယ် productivity လည်းရှိတယ် innovation လည်းရှိတယ်ဆိုလို့ရှိရင်တော့သူများနဲ့ရှင်ပြိုင်နိုင်စွမ်းနေရှိလာပါလိမ့်မယ်